ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆရာကျွန်တော်တို့နောက်ခံကစားမှာဖြစ်တဲ့ဟယ်ရီမကွိုင်းယာကတော့ဒါစာချုပ်တည်တံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ဆိုလိုတဲ့နေ့ထက်ထွက်လာတာတွေကျွန်တော်ရှိရပါတော့ပြီးခဲ့တဲ့နေ့ကလေပါဝသင်းကိုအနိုင်ကိုတွင်းယူအပြီးမှာဆိုရင်သူ့ရဲ့စာချုပ်တည်င်းကပို့ပြီးတော့ဟော့လာတာပေါ့လေဒီနေရာမှာ Simon Stone တို့ဘာလို့ကနေပြီးတော့ပြောထားတာတွေပါကျွန်တော်ရှိပါတယ် ါလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်အောင်ပါ Simon Strong ကတော့ Harry Maguire အနေနဲ့သူ့ရဲ့အနာဂတ်ကိုမကြာခင်မှာအတိအကျအပြည့်ရှာနိုင်ဖို့စိတ်အားထက်သန်ရရှိတယ်ပေါ့နော် Maguire ကကလပ်အသင်းမှာစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက်လစော်ပါလစာပါရှော့ယူဖို့အတွက်စင်တာရှိနေကြောင်းကျွန်တော်သိရတယ်ပေါ့နော် United အသင်းအနေနဲ့ Harry Maguire ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒါပုံမှန်အဆက်အသွယ်ရှိနေသည့်တိုင်အောင်ကိုပဲစာချုပ်အသစ်အတွက်တော့အခုချိန်မှာတရားဝင်ဆွေးနွေးတာတွေ ဘာမှမလုပ်ရသေးဘူးပေါ့နော်မကွမ်းရကတော့လာစာရှို့ယူမီအလားလာမှန်တယ်များကမန်ချက်စတာယူနိုက်တက်စာချုပ်အသစ်ဂန်လန်မဲ့ပေါ့နော်အပေါ်မှာဘလောက်တက်တန်းရှိမလဲဆိုတာကိုမှမူတည်နေတယ်ဆိုပြီးတော့လေခရစ်ဝီလာကကျွန်တော်ပြောပြထားပြန်နေဒါကလက်ရှိမှာဆိုလို့ရင်မတူညီတဲ့ reporter နှစ်ယောက်ကမကွမ်းရရဲ့အနေထားနဲ့ပတ်သက်လို့ကျွန်တော်ပြောလာတာပေါ့နော်ဒီနေရာမှာတရင်ကိုရင်ခြုံငုံကြည့်ရမယ်ဆိုလို့ရှင်တော့ဆိုင်မွန်စလုံးကတော့ဗျာမကွမ်းရကတော့ဟေးတက်တန်းတူးမှုတွေလာစာတောင်ရှို့ယူမယ်ပေါ့ ဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့ကြည့်ရောလေမကွမ်းရကโอเคတက်တန်းကတော့ငါတိုးခြင်းနဲ့လာစာရှုပ်ယူမဲ့ကိစ္စကလည်းဘနနှစ်တက်တန်းတိုးဘနနှစ်စာချုပ်ချုပ်มาလဲဆိုတဲ့ပုံမှာမူတည်တယ်ပေါ့ထားပါတော့မကွမ်းရတို့ဆိုတာမျိုးကသူရဲ့အကောင်ဆုံးနှစ်ဒီကမကြံတော့ဘူးဗျာမကြံတော့ဘူးဆိုတော့ဒီကစားမားတွေကိုမန်ချက်စတာယူနိုက်တက်ကတစ်နှစ်ပဲတက်တန်းတိုးတာမျိုးလို့ဆိုရင်ဒါအခုလောတဲ့သူ30နှစ်ရှိနေပြီထားပါတော့เนาะကျွန်တော်တို့တစ်နှစ်ပဲတက်တန်းတိုးမယ်ဆိုရင်အဲ့ဒါပြီးတဲ့နေ32နှစ်ဖြစ်သွားပြီဆို32နှစ်ဖြစ်သွားတဲ့ကစားမားတစ်ယောက်ကို တပတ်လုံးခလာစာ3300 3800နဲ့ဘယ်အတင်းကမှဥရောပထိုင်တန်းကလပ်ဒီမှာခေါ်တော့မှာမို့သူတပည့်ဟယ်ရီမကွိုင်းရလို့နောက်ကန်ကစားမမျိုးကိုသူတို့လက်ရှိလိုတဲ့မှာမကွိုင်းရကတပတ်ကို2300ရတယ်တပတ်ကို2300ရတဲ့အနေထားမျိုးမှာဒီရာဒီပြင်ဆာရုပ်တရန်ကုန်ပြီအကယ်လို့ကျွန်တော်တို့ကတနှစ်ပဲတရန်တူးမယ်ဆိုရင် तू ကတော့လာတာပဲရှော့ယူမလဲဒါပေမဲ့3နှစ်2နှစ်တို့ဘာလို့ဖြစ်မယ်ဆိုရင်တော့နည်းနည်းတသိန်းခွဲကြီးပါညာရှော့ကောင်းရှော့ယူမှာပေါ့လေဘာလို့လဲဆိုတော့မကွိုင်းရမှာကစာချုပ်ကတကယ်တမ်းပြောရင်အာမခံချက်ရှိဖို့ကျွန်တော်လူတယ်ဗျအဲ့ဒီတော့ ယူနိုက်တက်ကသူ့ကိုစာချုပ်တန်ရေးရှိတန်းတူးနိုင်မှာမဟုတ်ဘူးဆိုတော့တော့သူသိမှာပဲဒါပေမဲ့လည်းလို့တနှစ်တူဘာလို့လူမျိုးရေတို့ပုံစံမျိုးတွေတော့သူ့ဘက်ကလက်ခံလိမ့်မယ်လို့မထင်ဘူးအကယ်လို့အဲ့လိုလက်ခံဖို့ဆိုရင်တော့မှရေတို့ပုံစံတနှစ်တွေဘာတွေဆိုလို့ရှိရင်ဒုက္ခလာဇာတွေဘာတွေရှော့ယူမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒါကတကယ်နာပေါ့လေနောက်တစ်ခုကတဒန်တူးတင်သလားပေါ့ကျွန်တော်မကွိုင်းရနဲ့ပတ်သက်လို့ရှိရင်တဒန်တူးတင်သလားဆိုတာနဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်းပြောကြတယ် ဲ့ဒီမကွမ်းရကသူရှေ့မှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအများကြီးကနေပြီးတော့ဒီလိုအခြေအနေတွေကိုပြန်ပြီးတော့လုံအောင်ဆွမ်းဆောင်လာနိုင်တာကအများကြီးချီးကျူးစရာပါအများကြီးချီးကျူးစရာပါဒါပေမဲ့လည်းလို့ပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော်တို့မကွမ်းရတဲ့ပူကောင်းမဲ့ကစားမတစ်ယောက်ကိုကျွန်တော်တို့ဒီခေါ်ဖို့ရှိတယ်ဆိုရင်ကျွန်တော်အနေနဲ့အဲ့ဒါကိုဖတ်တွေ့ထားလို့ကျွန်တော်မရဘူးလက်လို့သိရင်လက်လို့သိတဲ့ကစားမကိုကျွန်တော်လက်လို့ရမှာပဲကျွန်တော်ကဟိုဘယ်လိုပြောမလဲ နောက်ထပ်ပူကောင်းတဲ့ကစားမတွေကိုနေရာပေးနိုင်မှကျွန်တော်ဖြစ်မှာဗျာဘသူပဲဖြစ်ဖြစ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြည့်ပေါ့နော်အတင်းရဲ့ခန်းစစ်လိုက်မှာကစားမတွေရှိနေတယ်ဒါပေမဲ့လည်း injury ပြဿနာကြောင့်ပုံမှန်အားကိုးလို့မရတာနဲ့အည်တွေးကပေါ့နော်တာမန်နဲ့အလေလက်ထက်မပူရတဲ့ကစားမတွေနဲ့တိုင်ပက်နေတဲ့အနေအထားမျိုးမှာမကွိုင်းရလို့ကစားမမျိုးကိုဆက်ထားအောင်မယ်တဲ့ဟေးဆိုရင်တကယ်တမ်းကအတိတ်ပဲမရှိဘူး ဘာလို့လဲဆိုတော့ကျွန်တော်တို့က weekend week out ပုံမှန်ကစားပြီးတော့ခြေစွမ်းတွေထိတ်တန်းစင်ပြနေတဲ့သူမျိုးကိုကျွန်တော်တို့လူတာဗျာအဲ့ဒီတော့ပိုကောင်းတဲ့ခန်းစစ်စမ်းမားတွေကိုအစားထိုးဖို့ကျွန်တော်ကြိုးပမ်းမယ်ဆိုရင်ဟယ်ဒီမကွိုင်းရို့ကိုကျွန်တော်တို့ကလက်လွတ်ဖို့ကတိတ်ပြီးတော့စဉ်းစားသင့်နေတယ်မှမပါဘူးအဲ့လိုမဟုတ်ဘူးပေါ့နော် okay ငါတို့ကတော့နွေရာသီအပြောင်းရွှေ့မှာဦးစားပေးက winbacks တို့ကွင်းလယ်တို့ဖြစ်တယ်ကွာကွင်းလယ်မှာတကယ်တကယ် quality ကောင်းတဲ့စမ်းမားတွေခေါ်မယ် ဝင်းဘက်စ်ကဘာလို့သူတို့ပြင် left wing back patrick dubure ရဲ့နေရာမှာတကယ် quality ကောင်းတဲ့ကစားမတွေခွန်မယ်အဲ့ဒီတော့ခန်စစ်ကငါတို့အစားထိုးဖို့ငွေမလုံလောက်သေးဘူးဟေ့ဆိုရင်တော့ဆက်ထားရမှာနံပါတ်1မကွမ်းရဒီအတွေ့အကြုံရှိတဲ့ကစားမတယောက်ဖြစ်တဲ့ခေါင်းဆောင်အဖွဲ့ဒီတွေကတယောက်အပါဝင်ကျွန်တော်တို့ဖြစ်တယ်အခုလိုမျိုး clutch moment တွေကိုလုံးပြတယ်ဆိုရှိတဲ့ player တယောက်ကျွန်တော်ဖြစ်တယ်ဗောနော်အဲ့တော့အကယ်လို့ခန်စစ်ကအစားမထိုးနိုင်တဲ့ရွေးတော့မကွမ်းရကိုဆက်ထားတာကပြဿနာဖြစ်လိမ့်မယ်လို့မထင်ဘူးသို့တော်လည်းပဲ မကွိုင်းရကိုပေးနေရတဲ့ဒဘလုခလာစာ2သိန်းနဲ့ဆိုရင်တို့ဟာတကယ်တကယ် week and week out ဆိုသလိုအည်သွေးမြင့်မြင့်တို့သုံးနိုင်မဲ့ခန်းစစ်ကစားမတယောက်ကိုကျွန်တော်ရတဲ့နေအဲ့တော့ခန်းစစ်ကဗောနော်ဦးစားပေးတယ်မှလည်းကျွန်တော်ကထဲ့မှတော့ကျွန်တော်ရမယ်အခုဆိုလို့ရှိရင် Aiden Heaven က ready မဖြစ်တာနဲ့လူရှောကပုံမှန်ခြေသွန်း week and week out မပြနိုင်တာ Lesnar Martinez က injury နေနဲ့ယုံကင်နေရတာနေကျွန်တော်ကြည့်ရင် ဒီလေယူရိုဒီနှစ်ယောက်ပဲကျွန်တော်ရှိတယ်။ဟယ်ရီမကွိုင်းယားကလည်းညူရိုအခုလိုမျိုး movement နေဆိုတာကအမြဲတမ်းသူလုံးပြနိုင်မှာမဟုတ်ဘူး။နော်အဲ့ဒီတော့သူ့ကိုလည်းပဲကျွန်တော်ကအမြဲတမ်းကြီးအားကိုးလို့ရချင်မှရမှာ။ဆိုတော့တကယ်တကယ်ကျွန်တော်အားထားလို့ရတာဒီလနီယူရိုကျွန်တော်ရှိမယ်။ဒီလေကျွန်တော်ရှိမယ်။ဆိုတော့နောက်ထပ် center back quality ရှိတဲ့ကစားမတယောက်ကလိုးကိုလိုတယ်။အဲ့ဒီတော့အဲ့လိုကစားမမျိုး center back အစားထိုးမယ်ဆိုရင်တော့မကွိုင်းယားတို့ကိုလက်လို့တင်တယ်လို့ထင်တယ်။ညူရိုရောဘယ်လိုမြင်ကြလဲ။စွန့်နေကြပါဦး။အားလုံးကိုကျေးဇူးများတင်ပါတယ်။